ာပါ Torch of Liberty YouTube Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးမှာတော့ဆရာအောင်သိန်းရဲ့ကန့်ကူလက်လဲဆိုတဲ့စာအုပ်ထဲကစုံစံဝဲလဲဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာစုံစံဝဲလဲ ျွန်တော်တွင်သာသမီ၃ယောက်ရှိသည်အကြီးဆုံးကသမီးအငယ်၂ယောက်ကသားတွေဖြစ်သည်အကြီးဆုံးသမီးတွင်လည်းထုံဤတိုင်းအကြီးဆုံးကသမီးဦးနှင့်အငယ်သား၂ယောက်ကျွန်တော်သားအလတ်ဖြစ်သူကအိမ်တော်ရှိတော်လဲသာသမီမယားငယ်ဆုံးကတော့၄နှစ်ရွယ်သမီးလေးတယောက်ရှိသည်ဒီတော့ကျွန်တော်တို့ဇနီးမောင်နှံဟာမြေးလေးယောက်တို့ဤ အဖိုးဖွားများ ဆိုပါတော့တမီကြီးခင်မုံကတတုတွင် အင်ဂျင်နီယာပွဲရာသို့တော့တတုတွင် အင်ဂျင်နီယာဖြစ်မလာပဲတင်မတာအင်ဂျင်နီယာဖြစ်လာသည် သူတို့အိမ်အောင်ကြပြီးတော့ကျွန်တော်အိမ်မှာပဲနေခဲ့ကြတော့ကြောင်းသူတို့တမီဦးကျွန်တော်တို့မြေဦးမလေးကို ကျွန်တော်ရောဇနီးတွေပါရှေးကလူတေးကလူမင်းမြူခဲ့ကြသည် ပြန်ဒီမြောင်လောင်းနှကောင်ကိုလည်းဒီအတိုင်းပါပဲနောက်တော့သူတို့လည်းသူတို့အိုသူတို့အိမ်နဲ့အိမ်ခွဲသွားကြသည် သို့တော်လည်းညီတွေအားလုံးကကျွန်တော်တို့အိမ်မှာပဲလာနေတတ်ကြသည်ကျောင်းပည့်ရဲ့ဆိုလျင်ရောက်လာကြတော့သည် သူ့အဖွားနဲ့မြောင်နှကောင်ကတော့ထုံးစံအတိုင်းမုံပိုးပေးလိုက်ပြေးလိုက်လွှားလိုက်អော်လိုက်ဟက်လိုက်ခောက်လိုက်ထက်လိုက်ကျွန်တော်ကနားမညီစိတ်မရှုပ်တတ်အောင် ျင့်ထားရသည်ဘိုးကောင်းတွေမလာတာကြားပြီးဆိုလျင် ကျွန်တော်ဇနီးအဖွားကြီးက ပြင်းနေတော့ဟိုအိမ်သွားနေလိုက်အောင်မယ်ဆိုပြီးသူ့မြောက်မြေးတွေစီတပတ်လောက်သွားနေပြီးအာညောင်းလို့မောလောက်မှပြန်လာတတ်သည်ကျွန်တော်သားအလတ်နဲ့သူဇနီးကအိမ်မှာအတူနေမို့ကျွန်တော်စားမှုတောင်းမှုအတွက်ကိုတော့သူတို့ထံဝါကော့အပ်ခဲ့သည်အလွန်ကိုမြမာပီးသားသော မြေအဖွားတွေလို့ဆိုရပါတော့မည်ကျွန်တော်တို့ကစမ်းကြောင်းမှာနေသည်သမီးကြီးနှင့်မြေးတွေကသမိုင်းမှာကျွန်တော်တို့လမ်းကတစ်ဖက်ပိတ်လမ်းတို့ကလေးသူတို့လမ်းကပိုးလိုပင်တိုသေးသည်မြေးတွေကကျွန်တော်တို့လမ်းထဲမှာပဲကြီးပြင်းလာခဲ့ကြလေတော့လမ်းထဲရှိသည်မကလေးတွေအားလုံးကသူတို့ကစားပေါ်တွေကြီးပဲဖြစ်သည်လွတ်လပ်ရင်ကလေးများအားကစားပွဲဆိုလျင် သူတို့ ရောက်လာကြပြီလမ်းတဲကလူတွေကလည်းသူတို့ကို တခြားကဟုသဘောမထားကိုလမ်းတဲကကလေးတွေပဲဟုသတ်မှတ်ကြသည်ယခုဤစားကို ရေးချိန်တွင်မြေဥမှအကြီးဆုံးကကွန်ပျူတာဒုတိယနှစ်တို့ပင် ရောက်နေပြီသူအသည်နှင့်စားလျင်ရင့်ကျက်မှုစောသည်ဟုဆိုနိုင်သည်ပညာတွင်လည်းတော်သည်မိခင်အတွက်လည်းအကူအညီရသည် လိမ္မာသောသမီးဟုသတ်မှတ်နိုင်သည်တာလက်ကကိုရန် ညီဖြစ်သူနဲ့တကြက်ကြက်ဖြစ်တတ်သည်မှာပါပြဿနာမရှိလားငွေဆုံးကောင်ကစတုဒါတန်ဒီအကောင်ရဲ့အသက်က90နှစ်နာမီက မောင်ညံစဲနာမီနဲ့လိုက်အောင်ညံကလေးကကောင်သည်ပြောလိုက်ရအောင်မြဝတီရုတ်တံကလာတော့ ပြည်သူတရားရှင် ပေါင်ချိန်ကို လူတိုင်းသိကြပါသည်ဒီအခါကမောင်ညံစစ်အသက်သုံးနှစ်ပင်မပြည့်တတ်သေးပေါင်ချိန်ဇလန်းလာလို့ပနာမသချင်းလွှင့်လိုက်လျင်တီရကောင်က အောက်ပိုင်းဟောင်းလောင်းနဲ့တီဝီရှေ့ရောက်သွားပြီးတရုတ်သချင်းကိုအစာအဆုံးလိုက်ဆိုသည်သချင်းသာမဟုတ်ဒုံခွန်းဆိုသောတီလုံးတွေကိုပါရော့ဆိုပြသည်ဝမ်ချောင်းမဟန့် ပွန့်ဝန်ဝန်ပတ်ဆိုတာတွေတောင်ပါလိုက်သေးသည်သူလဲနားမလဲကျွန်တော်တို့လဲတလုံးမျှနားမလဲသို့တော့သူဟာနဲ့သူတော့ဟောက်နေတာကိုကြည့်ပြီးကျွန်တော်တို့မရေပဲမနေနိုင် တခါမှာတော့သွားလေသူညာတန်းတင်ကြီးကကျွန်တော်အိမ်စောစောစီစီပေါက်လာသည်ကျွန်တော်ကအိယာကမထားသည်ဒီအကောင်ကအပေါ်တဲ့ဝရန်တာကလှမ်းမြင်လိုက်တော့ဖဖိုးကြီးရဲ့အိယာထားတော့ကိုမြတန်းကြီးလာနေတယ်တဲ့ ညတန်းတင်းကဟေးဘသူလဲကငါကို ကိုမြတန်းခေါ်တာဖူသောတန်ကို ကြားလိုက်ရသည်ကျွန်တော်ကရဲမောပြီးအိယာကထားလိုက်ရသည် အောက်ထက်ဆင်းသွားလိုက်တော့ဧကန်းမှာရွှစီရွှစီဒီအကောင်နဲ့ကိုမြတန်းစကားလက်ဆောင်ကြနေသည်ကို တွေ့ရသည်ကိုမြတန်းကပြောလိုက်သေးသည်ဒီကောင်ကကျုပ်ကိုဧကန်နေတာဗျာဆိုပဲတစ်စက်တည်းပြောလိုက်ရအောင်မယ်ပလတ်စတစ်လက်ကင်နဲ့ နှစ်ထပ်သွားမုတ်ဆက်ရိတ်ဓာကလေးတွေကို စာဖတ်သူပြပါသည်ဓာတုံးလာလျင်ဖြုတ်ပြီးလွှင့်ပစ်လိုက်ကြပြီး အသက်တစ်ချောင်းတက်လိုက်ကြသည် ကျွန်တော်တို့လည်းထို့အတူပါပဲမောင်ညာစက်က ကျွန်တော်လွှင့်ပစ်ထားသောနှစ်ထပ်ဓာသွားလေးတစ်ချောင်းကို စိတ်ဝင်စားစွာကြည်နေသည် ကျွန်တော်ကလည်းပါမှမပြောပါ အတော်လေးကြတော့သူကဖဖိုးကြီးရဲ့ဓာကအကောင်းကြီးရှိသေးတယ် အထဲမှာမုတ်စိမ်ဝင်နုနုလေးတွေပိတ်နေလို့ဗျကျွန်တော်သွားကြထိုးတံကိုပါပါလေးလုပ်ပြီးအဲ့ဓာတွေကို ထိုးထုတ်လိုက်တယ်အခုဒီသားကိုရိုက်ကြည့်စမ်းပြတ်တယ်ဗျကျွန်တော်ကအမှတ်မတင်အေးဟုတ်မှာပေါ့ကွာဟူပဲပြောလိုက်သည်ကျွန်တော်ကမုတ်စိမ်ရိပ်ပြီးလျင်ဓာသွားကိုရေဖလားတဲ့တွင် နာနာလှုပ်ပြီးဆေးလိုက်သည်မွေးနုတိုးတိုးလေးတွေ အားလုံးပြောင်းစင်သွားမည်ဟုထင်မိသည်တော့နေဒီကောင်ပြောတာဟုတ်လေမလားအောင်းမေသည်နဲ့ ထိုဓာသွားနှစ်လွာကြားကိုသွားပွတ်တန်နုနုလေးနဲ့သာသာလေးပွတ်ပြီးတန့်စင်ကြည်လိုက်သည်ရိတ်ကြည်လိုက်တော့အတော်လေးကိုထက်ထက်မြက်မြက်ပြတ်နေသည်မှာအမှန်ဖြစ်သည်ထီးကောင်ညံကောင်းတာတော့အမှန်ဖြစ်သည်သို့သောသူညံကတခါတလေအနီကလေးတွေအနှစ်ကလေးတွေပါလာတတ်သည် ဟုထင်သည် သူတို့မိခင် ကျွန်တော်သမီးကြီးအကြောင်းကို ပြောရပါဦးမည်သူကဘွဲရပြီးចောင်းเสียရမှာအတော်ကြာလေး လှုပ်လိုက်ပါသေးသည် သူယောက်ျားတင်းပေါ်လိုက်တော့ကလေးတွေကိုပဲအုပ်အုပ်စီစီခိုင်တွေတော့မီဆိုပြီးအလုတ်ကထွက်လိုက်သည် စိတ်ကလည်းမြန်သလားမမင်းနဲ့လက်ကတော့ပိုးလို့တောင်းရင်သေးသည် သူသားသမီးတွေကိုပြောမရလဲနီးရနှင်ကောက်ပေါက်တွေ့ရနှင်ဆွဲရိုက်တတ်သည်စမ်းရီပမာမိမြတာဟူသောစကားရှိသည်မဟုတ်ပါလားကျွန်တော်စိတ်ထဲတွင်ငါသမီးရဲ့စမ်းရီကတော့ဝေပါတောင်စောင်းကများဆင်းလာသလားမသိ အစည်းကျမ်းလာကြည်လားအောက်ကကြောက်စွန်းကြောက်ဆွဲများရှိလေသလားမသိအတန်ကလည်းမြည်ပါပဲဟု အောက်မိတ်မိသည်ယခုအထိကျွန်တော်ရင်းနေခဲ့သည်များမှာဝန်ထွက်ပြည်တယ်မျှတာရှိပါသေးသည်ဇက်ဝင်ကန်စပါတော်မီ ျွန်တော်ဇနီးမှာသေးတော်စည်းကြိုနှလုံးအတော်လေးဆုံဆုံလင်းလင်းရှိသည်မကြသေးမီကနှလုံးနဲ့နဲ့ဖောက်လာလိုက်တော့ကြောင်းရှိသည်မြငွေလေးကြေးလေးအာရှတော်ဝင်မှာတော်တော်လေးဝင်သွားသည်ဒီအခိုက်တွင် ကျွန်တော်ချွေးမကလည်းခီးထွက်နေတော့ကြောင်း အိမ်မှာကျွန်တော်တို့တားဖနှစ်ယောက်သာရှိသည် သမီးဖြစ်သူကလည်းယောဂဆုံကိုမီးစံထားဖူးလေတော့ဆေးဘက်ဆိုင်ရာကြမ်းကျင်သူတယောက်ဖြစ်နေသည့်အတိုင်း သူကဒရိုက်တာပါပဲဆေးရုံတွင်၃၄ရက်နေပြီးဆင်းလာတော့လဲတမီးအိမ်ကိုပဲပါသွားရသည်တမီးအိမ်မှာပဲตาမီတယုံကျူနေအောင်လျင်ပျော်ပျော်ပါပါကြီးလလန်ထလာပါတော့သည်တိုးတော်ဆေးရုံကိုနှစ်ပတ်တစ်ခေါက်လောက်သွားပြရသည်တမီးကြီးကဥဆောင်ဥရပေါ်သတိတွေကအိမ်ကိုတစ်ပတ်လောက်ပြန်လာတမီးအိမ်မှာနှစ်ပတ်လောက်သွားနေလိုက်မကြသေးမီကတော့ စမ်းရည်တွေအတော်လေးအစီကျန်းသွားသည်ညီတန်လည်းအတော်ပြင်းလာသည် ကိုနှစ်ဆယ်နှစ်ပေါင်ညာဆက်ပြက်တနာပါပဲသမီးကြီးကကျွန်တော်စီ ဖုံဆက်သည်ဖေဖေမိမိကိုပြန်ပို့လိုက်တော့မယ်ဒီမှာထားလို့ကိုမဖြစ်တော့ဘူးပြောနေရင်ငိုလိုက်သေးသည်ညာဆက်ရဲ့လေဘာလုပ်တယ်ထင်တယ်လဲပိုက်ဆံခိုးတယ်လက်ပူးလက်ချက်ကိုမိတာမိမိကိုသမီးကပြောထားတယ် မဟုတ်ဘောမပေးပါနဲ့လို့အဲ့ဒါသမီးတော့မသိအောင်ခိုးပေးတယ်ဒီကောင်ပတ်စံသုံးတတ်နေပြီမေမေလောက်နေပုံနဲ့တော့ဒီကောင်တွေကို သမီးပဲလို့စက်ထိမ့်မလဲနောက်ပြီးចောင်းစာတွေကိုလည်းကူးမလာဘူးအဲ့ဒီတဲ့ဆိုတာက report card ကို အိမ်မပြပဲသမီးလက်မှတ်ကို သူ့ဘာသာထိုးထားတယ်လူကြီးတော့ဈေးဈေးလောက်ရယ်ခလီကမှာတိတ်လောက်တက်နေပြီအဲ့ဒါနဲ့သမီးကရိုက်တော့မေမေကဘာလုပ်တယ်ထင်တယ်လဲ အမလီကလေးကိုတတ်နေပါပြီတော့လို့ရက်ကြော်ရွာကြော်အော်တယ်။မရိုက်လို့မပြတ်ဘူးဖေဖေဒီကောင်အချောင်းကိုတမိတည်တယ်။အဲ့ဒီလောက်ရိုက်နေတာကိုအော်ယုံမဲ့အော်တာတစ်ချက်ကလေးမငုံမျက်ရည်တစ်စက်မထွက်ဘူးအလုံးအကြောမာတဲ့အကောင်ဒီအကောင်ကိုအင်းကနှင်းချမယ်ဆိုတော့မေမေကနှင်းချရင်လဲငါခေါ်သွားမယ်တဲ့။တမိကိုကူပြီးမဆုံးမတဲ့ပြင်မြောက်ပေးတယ်လို့ဖြစ်မနေဘူးလား။ပြောလိုက်ငိုလိုက် ်ပြောငုံလေးနှင့်ပင်တယ်လီဖုန်းပြီးသွားသည် တိုင်တန်းချစ်ပေါ့ခမညာသမီးကြီးကသူသားသမီးတွေကိုအလွန်ပေါက်မြောက်စေခြင်းသည်ကလေးတွေပညာတတ်ဖို့အတွက်ကိုအငတ်ခံပြီးဆိုတာမျိုးသူ့မှာရှိသည်ကလေးတွေចောင်းစည်းရိတ်ကျူးရှင်စည်းရိတ်စသည်တို့မှာအခြားခြားသော အိမ်သုံးစည်းရိတ်အားလုံးထက်သုံးဆလောက်လေးဆလောက်ပိုမြင့်ခြင်းသည် သားသမီးပညာရေးနှင့်ပတ်သက်လျင်အလွန်ကိုရည်ရော်သည် ကလေးတွေပစ္စည်းမှာကိုလည်းအလွန် ကြောက်သည်ထို့ကြောင့်အိမ်တွင်ကစားနိုင်သောကွန်ပျူတာဂိမ်းဘာညာဆိုတာတွေဝယ်ပေးထားသည်ဇက်လန်းကိုဆက်လိုက်ရအောင်မီပြောင်းကိုတယ်လီဖုန်းပြီးလို့နောက်နှစ်နာရီလောက်ရှိတော့အဖွားကြီးအထုပ်ပိုးနေတကွာတက်စီကလေးနဲ့ရောက်လာသည်အိမ်ရှိသားနဲ့ချွေးမက အထုပ်ပိုးကိုယူ လူကိုတွေ့ပေါ်အိမ်ပေါ်ရောက်ပြီးလို့ခဏလေးရှိတော့လူမမအဖွားကြီးစကားစသည် မနေချင်ပါဘူးတော့စိတ်ရှုပ်တယ်ဘယ်ထက်ခနဲ့ဆိုခောက်ထက်ခနဲ့ဆိုရိုက်ရိုက်တော့လေကလေးရိုက်တယ်လို့မဟုတ်ဘူးကတဲ့ဝချမ်းစိမ့်နဲ့ကျင်းတန်းပေးတယ်လို့ရိုက်နေတာចောင်းစာတွေကိုကူးမလာဘူးတဲ့ကျုပ်ကစိတ်တူလာတာနဲ့ဟဲ့ညီတော်ကရှစ်တန်းဖြေကာနီတပတ်လောက်လို့မှစာတွေမရှိလို့ငါတို့ပါဝိုင်းကူပေးရတာဘယ်နဲ့လုံးမလဲအဲ့ဒါကြတော့မင်းနေပလားနည်းနည်းပါပါကိုချင်းစာအုံးမှာပေါ့လို့អော်လိုက်တော့ သူ့ကိုကလေးတွေရှိမှအယုံတည်တယ်အောင်ပြောတတ်တယ်လီထွတ်ဆိုချက်နှစ်ချက်ပေါ့ခင်ဗျာကျွန်တော်လွန်ကိုရဲခြင်းမိသည်သို့တော့ကို့ပါဒုတ်ဖျားခတ်သွားမည်ဆိုသောကြောင့်မရဲဝွန်ဒါနဲ့မပြီးသေးညနေ6:00နာရီလောက်ရောက်တော့မြေ3ရောက်လုံးအထုပ်ပိုးတွေနဲ့ရောက်လာသည်အကောင်မဟုတ်ကိုနှစ်ဆယ်နှစ်မောင်ညံစက်ကိုအိမ်ကနှင်းချလိုက်တော့ကြောင်းအကြီးမောင်နှမက လိုက်ပို့ပေးခြင်းဖြစ်သည်အမစကားပါလိုက်ဒီကဒီလောက်တောင်အလိုလိုက်ချစ်ခင်ကြလျင်တလှက်ထိမ့်ကြည့်ကြအောင်တဲ့ဟိုကောင်ကိုကြည့်လိုက်တော့ဝမ်းနေဟန်လည်းမပြဝမ်းတာဟန်လည်းမပြကြောင်စီစီမြောက်တိုင်းထိုင်နေတာပါပဲတမီးကြီးပြောတော့အလွန်အကြောမာတဲ့ကောင် ဆိုတာကိုသွားပြီးသတိရလိုက်မိသည် သူ့အဝတ်စားစာအုပ်စသည် ပရိတ်ခရအားလုံးကိုထားပြီးအကြီးနှစ်ယောက်ကပြန်သွားသည်ခဏရှိတော့မောင်ညာဆက်လမ်းပေါ်ရောက်နေပြီသူ့အကောင်တွေနဲ့ပျော်ပျော်ကြီးပြေးလိုက်လွှားလိုက်ပါပဲထမင်းစားဖို့တောင်းမင်းခေါ်ယူရသည်ဒီအကောင်ဘလောက်ရိုက်ရိုက်မငိုဘူးဆိုတော့လေတခါမှတော့ဖြင့်ကျမ်းပြင်ပေါ်မှာလူးလှိမ့်ပြီးအော်ကြီးဟစ်ကျယ်ငိုဘူးဒီကိုကျွန်တော်သတိရမိသေးသည်သူ့အကိုကသူ့ကြောင်းလေထဲတွင် တွေ့ရတော့ စာလေးတစ်စာကိုအော်ပြီးဖတ်ပြလိုက်စဉ်က ဖြစ်သည်ဒီတော့ကသူက ပထမတန်း6နှစ်လောက်ပေါ်ရေးထားသည့်စာကတီရိငင်းကတို့ကို မခေါ်ဘူးဆိုရင်တို့ကတော့သေးလိုက်မှာပဲဆိုကိုရှစ်ပြီးအောင်ကိုရာဖြစ်မှာပေါ့အကြီးကောင်ကလည်းအကြီးကောင်ပါပဲအမှတ်ရတိုင်းဒီစာကိုကောက်ရွတ်တတ်သည်ရစ်လိုက်တိုင်းလည်းငယ်ကောင်က အော်သည် အဖွားကြီးကဖာမျိုးဘိုးတူတဲ့ ဒီအကောင်လောက်တာနဲ့ကျွန်တော်တောင်အဆက်ပါသွားလိုက်သေးသည်နောက်တနေ့မနေ့ကျတော့သမီးကြီးကတယ်လီဖုန်းနဲ့လှမ်းပြီးရန်ထောင်သေးသည်လက်ခံထားလိုက်ရမလားပေါ့လေတကယ်ဆိုလက်မကန်နိုင်ဘူးလို့ပြောပြီးပြန်လှုပ်လိုက်ပါလားတဲ့ယောခက်နေပါလားဘာမှလည်းကြိုတင်စည်းဝါးရိုက်မထားပဲဒီအတိုင်းပုတ်လှုပ်လိုက်တော့အဖိုးအဖွားကလက်မခံလို့ဘဲ့နယ်လုံးမလဲအခုတော့လက်ခံထားလိုက်မိပြီမတတ်နိုင်တော့ရဲဘော်အောင်တင်းဆက်လို့ဒါပဲရှင်းလားဟုတ် ပေါ့ခမညာဒီအကောင်ကိုစမ်းချောင်းကနေပြီးတမိုင်းပဲရှိ သူ့ချောင်းကိုချွေးမကဘတ်စကားနဲ့လိုက်ပို့စေ နေလေချောင်းစင်နှစ်နာရီတွင်သွားကြိုပြန်ခေါ်လာခဲ့စီသူတို့ချောင်းက65မှာတက်သည်ချောင်းတက်ခေါင်းလောင်ထိုးလိုက်သည်နှင့်ချောင်းဝင်းတကားကိုပိတ်ပစ်လိုက်သည် အဝင်းအထွက်မရှိစေရာဒီတော့ချွေးမခမညာမှာမနဲ့လင်းသည်နှင့်တပြိုင်နက်သူချောင်းသွားကိရိယာများဖြစ်သည့် ထမင်းဘူးရေဘူးဆွဲခြင်းစသည်တို့ကိုပြင်ဆင်ရတော့သည် ခုနှစ်နာရီလောက်တွင်သူ့ကိုအိယာကနှုတ်ရေချိုးပေးတနက်ခါလိမ့်ပေး မနေ့စာထမင်းကျော်မုံဝင်ကစသည်ကိုကျွေးအဝယ်စာလဲပေးကြောပုတ်အိမ်မှာပျက်စီးဆုံးရလာမီဝေကောင်က သူ့ဖွားစီမှာနေ့တွေ့ကြတဲ့မုံဘူးကိုတောင်း၈နာရီသာသာလောက်တွင်ဟိုကောင်က သူ့ကြောင်းအိတ်ကိုကြောပုံသူ့ဝန်တီကချင်းတောင်းကိုဆွဲပြီးနှစ်ယောက်သားထွက်သွားကြတော့သည် သူတို့မောင်နှမ၃ယောက်လုံးကျွန်တော်အချွေးမကိုချစ်ကြသည်ချစ်ကြ ပေမပေါ်ဟိုကောင်မကလည်းတာသမီမရှိလေတော့သူတို့ကို အလွန်အလိုလိုက်သည် သူတို့ပူဇော်သည်မလောက်ကင်ကျွေးသည်ကိုဒီကောင်ကတော့ပိုးလို့ပင်ဆိုသေးသည် သူအန်တီဆိုသောခေါ်တန်ကကိုအန်ကြီးလိုလိုအန်ကြီးလိုလိုညောင်နာနာပြစ်ချွဲချွဲဟိုကောင်မကလည်းအဲ့ဒီပြစ်ချွဲချွဲကိုအလွန်သဘောကျဟန်တူသည် နေ့လည်းပဲရောက်လာလိုက်လျင် အဖွားကြီးကနာယီတကြီးကြီး သူမြေးကိုတွားကြို့ဖို့2နာရီ30တွင်ကြောင်းလွတ်မှာဆိုတော့2နာရီ30ဆိုလျင်ထွေးမကပြေးရတော့သည်အိမ်ပြန်ရောက်လိုက်လျင်မဟုတ်သေးဘူးအမားပြန်လမ်းထဲပြန်ရောက်လိုက်လျင်ကြောပုံအိတ်ကိုသူ့အန်တီကိုပေးလိုက်ပြီးတချီတမောင်ကမြင်းကြောထလိုက်သေးသည်ခဏရှိမှအိမ်ထဲပြန်ဝင်လာပြီးသူ့အဖွားစီကညံ့နေပိုင်းမုံဘိုးတောင်လက်ထဲကြကြထားသည်မထင်လေနဲ့ ချက်ချင်းပြေးထွက်ပြီးမုတ်ဝဲစားလိုက်သည်။ဘာလူကျော်ငါမုတ်ကျော်စားကလေးကိုရစသည်တို့ကိုကျွန်တော်မပြောသူအကြိုက်ဆုံးစိန်ကန်တရီစားကကြက်ပြားဝိုင်းတတာရှိ ပလတ်စတဲ့မြိတ်ငပိဘူးလေးတွေပါပဲအကြီးကောင်ကသူ့လိုမဟုတ်ပိုက်ဆံစုတတ်သည်အတော်လေးစုမိလိုက်ရင် သူ့အမေကိုအချို့အဝယ်စိုက်ထုတ်ခိုင်းပြီးကွန်ပျူတာဂိမ်းတွေစသည်တို့ကိုဝယ်သည် မောင်ညံစစ်ကတော့ ညစာစားပြီးလျင်တချီထွက်ပြီးဆော့လိုက်သေးသည်။သူ့အန်ဒီကအချိန်မှန်မှန်ပြန်ခေါ်၈နာရီကျော်လျင် စားရအကုန်ကုခဲ့ရလားစစ်စေးစားပြန်စစ်စသည်ဖြင့်ဂိုက်လုရသေးသည်။သူ့ချောင်းကို လိုက်သွားရင်သူ့တန်းပေါ်တဲကမှတ်စုဆုံးသော ကလေးတစ်ယောက်ထံမှစာအုပ်ကိုငှားယူခဲ့ပြီးသူ့မှတ်စုတွင်မပါသော စာတွေကို ပြန်အကူခံရသေးသည်။တာတေလန်အောင်ဆော့ထားသည့်သူ့အဝတ်စားတွေကိုရှော်တန်ရှော်မိဘူးတိုက်တန်တိုက် လုပ်ပေးရသေးသည်။ချွေးမကတစ်ချက်ကလေးမကြီးညမှာဖဖိုးကြီးနဲ့အိတ်ချင်ပါသည်ဆိုတော့ကြောင့်ကျွန်တော်ကအိတ်ရသေးသည်။ခါတိုင်းဆိုရင်ကျွန်တော်ကကိုယ်ခန်းထဲမှာပဲတယောက်အိတ်ကရင်လေးနဲ့အိတ်သည်။သူ့ကြောင့်အပြင်းထွက်ပြီးကျမ်းပေါ်မှာပဲမြေဖိုးသုံးယောက်သူ့ကိုအလဲမှာထားပြီးပြအိတ်ရတော်သည်။ဆောင်းတွင်ဆိုတော့ဂွန်းဆောင်ထူထူတထဲစီခြုံလို့ပေါ့။ခွေးကောင်ကသူ့ဆောင်ကိုဘလို့ကန်ပြစ်လိုက်တယ်မသိ။ခြေရင်းရောက်နေပြီ။ဒီတော့ကျွန်တော်ဆောင်းကိုဆွဲယူသည် ကျွန်တော်လည်းသူ့ဆောင်ကိုလှမ်းဆွဲနေရမှာပြင်းတယ်လေတကြောင် သူနှင့်သူအဲ့ရဒီကနှွေးတော့ကြောင်တကြောင် အတူပဲခြုံလိုက်ပါသည် သို့တော့ခက်ပုံကတော်ကြရင် သူကဆောင်ကိုဆွဲယူပြီးလှိမ့်လိုက်ရင် ကျွန်တော်ကြောဘက်ကလွတ်သွားရင်ပြန်ဆွဲယူလိုက်ရင်ရေးဖို့နေရောက်ဆောင်လူနေရတော့သည် နှစ်ရက်သုံးရက်ရှိတော့သူ့အမေက ပြန်ခေါ်မိဟုဖုံးဆက်သည်ချေးကြရာပြောတဲ့ကျဲဟုဒေါသလည်းထွက်နေပုံရသည်တမီဖေဖေကိုအချိန်ပေးပါဟု တောင်းပန်ထားလိုက်ရသည် စင်ဆက်ဒီကောင်အိမ်ကိုလွမ်းစာပြူလာပြီးကျွန်တော်တို့ကိုတော့မပြောသူ့အန်တီကိုတော့တခါတလေအိမ်ကိုလွမ်းတယ်ဟုပြောသည်ကျွန်တော်ခန်းရောက်တော့မီသို့တော့နှစ်ရက်လောက်ထပ်ဆောင်လိုက်သည်၆ရက်မြောက်သောနေ့နေ့လယ်ခင်းမှာ အနည်းတွင်ဘသူတွေမှမရှိသေးပဲသူနဲ့နှစ်ယောက်ချင်းစကားပြောသည်ညဉ့်မင်းမမေကြီးကိုမလွန်ဘူးလားဘာမှမပြောဒီတိုင်းငေးနေသည်ကျွန်တော်ကဆက်ရသည်မင်းကမလွန်ပြီမဲမမေကြီးကတော့ညတိုင်းဆိုရင်ตาလေးตาလေးနဲ့ငိုနေမှာပဲဘာကြောင့်လဲဆိုတော့မင်းကအငယ်ဆုံးမဟုတ်လားမေကြီးတည်းမကောက်မမဆုကလည်းမင်းကိုချစ်တာပဲမနေ့ကမမဆုကဖုံးဆက်တယ် ူဘာပြောတယ်လဲသိလားဖဖိုးကြီးရဲ့တမိလေသူ့ကိုငယ်ကလေးတည်းကပြုစုခဲ့တာပါ သူဤပါခြင်းနဲ့ဆိုရင်တမိကသူ့ကိုဖင်ဆေးပေးအဝတ်လဲပေးလောက်ခဲ့ရတာပါ တခါတလေဘောင်းမီထဲမှာဤပါချရင်အကုန်လုံးတမိကလုပ်ပေးခဲ့ရတာပါ စားစရာရှိရင်လည်းတမိကသူတို့ကိုပဲဥစားပေးပြီးကျွေးခဲ့တာပါအဲ့ဒီလောက်ထီအောင်တမိတို့ကချစ်ပါလေးနဲ့သူကတမိတို့ကိုပြစ်ပြီးဖဖိုးတို့အိမ်မှာနေနိုင်တယ်ဆိုတော့ ။တမီးလေးမောင်လေးကငါတို့ကချစ်တယ်လို့ငါတို့ကို ပြန်မချစ်ပါလားလို့တွေးပြီးဘလို့ဝမ်းနဲ့မိမှမသိဘူးတဲ့။မင်းကမမစုကချေးတွေသေးတွေတုတ်တင်ပေးခဲ့တယ်ဆိုတာဟုတ်လား။သူကဘာမှမပြောခေါင်းညိတ်ပြသည်။ကျွန်တော်ကိုမကြည့်။သို့တော့ညိတ်ရီဆိုလာသည်။ဖဖို့တို့ဖဖတို့ကမင်းကိုချစ်ပါတယ်။မင်းဒီလန်တွေကတငယ်ချင်းတွေနဲ့ကစားရတာကိုတိတ်ပြောတယ်ဆိုတာကိုလည်းဖို့ဖို့တို့သိပါတယ် ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုအတွေ့မင်းပေးလိုက်ရတာတွေကညာလွန်လာတဲ့ငါမြေရဲ့မင်းရဲ့မိသားစုကို ဆုံးရှုံးခဲ့ရပြီ ဆိုပါစို့ကွယ်မင်းဖေကြီးကအခုတင်းပေါ်လိုက်မှရောက်နေတယ်သူကပြန်လာမယ်ဆိုပါတော့အရင်ကလိုလေရင်ကွင်းမှာမိသားစု လိုက်သွားကြကြရင် မင်းပါခွင့်မရှိတော့ဘူးဖေကြီးကလည်းမင်းမှာပေါ့တားငယ်လေးရောလို့ဒီနေရာမှာတော့မျက်ရည်သွဲစီလာသည်နှက်တွေပါထွက်လာတော့သူ့ဘာသာသူ လက်နဲ့သိမ်းရသည်မင်းဟာပိုးကြီးတို့နဲ့အတူတူ TV ကြည့်ကြတယ်ကိုကိုကောင်းတို့မမဆုတို့နဲ့အတူတူကြည့်ရသလားပြောရဲ့လားသူကောင်းရမ်းပြသည်ဘာမှတော့မပြောမျက်ရည်တွေကတော့ဆက်ကြနေသည်နောက်ပြီးငဖြိုးကလည်းမင်းကိုရှာနေမှာပဲစကားမပြောတတ်လို့သာကိုကွယ်ကျွန်တော်ညာကိုကင်လိုက်ပါပြီငဖြိုးဆိုသည်ကသူတို့အိမ်ကငွေစုပ်ဖွာခွေကလေး သူတငယ်ချင်းကစားပဲဖက်လဲတခင်ထွေးလုံးရပတ်ကစားနေတတ်သည်မိကြီးတို့ကသူကမိခိုရသူခွေးလေးငဖြိုးကသူ့ကိုမိခိုနေတတ်သူဖေးကလေးလွမ်းနေမှာကိုသူမတနာပဲနေပါမည်လားမျက်ရည်ပိုကျလာသည်နှက်ကလည်းပိုထွက်လာသည်ကဲကွာငါမကြီးအိမ်ပြန်ကြရအောင်ဖို့ဖို့တို့စီကိုလည်းမကြခဏလာရမှာပေါ့မိသားစုဆိုတာတစုတည်းနေကြရမှာ ပြောစရာကောင်းတာကွ့။ငါမီးကိုလည်းဖိုးဖိုးကြီးတိတ်တနာတာပဲ။တခုတော့ရှိတယ်ကွ့။မင်းခံဝင်ကြက်တော့ဖြင့်လောက်ရလိမ့်မယ်။မင်းမေကြီးစကားကိုနားထောင်မလား။နားထောင်မယ်ဟုမပွန့်တဝင်ပါဇက်ကပြောပြီးခေါင်းညိတ်သည်။အားလုံးခံဝင်ကြက်ငါးခုလောက်မီးပြီ။အဲ့ဒါတွေကိုဖိုးဖိုးကြီးကွန်ပျူတာစီးလိုက်မယ်။မင်းလက်မှတ်ထိုးရမယ်။နှစ်ပြန်ဖိုးဖိုးကြီးကိုတိုင်လိုက်ပုံမယ်ကျွန်တော်ကသူ၏ခံဝင်ချက်များကိုကွန်ပျူတာစီလိုက်သည် သူကိုယ်တိုင်လက်မှတ်ရေးထိုးသည်မှာမှန်ကြောင်းကျွန်တော်ကိုယ်တိုင်ကလည်းအတိတတ်တဲ့အဖြစ်လက်မှတ်ထိုးလိုက်ပါသည်နောက်တနေ့ရောက်တော့ဤတော်မောင်ပြည်တော်ပြန်ခန်းကိုအတုံးတော်ခံကြရတော်မူထို့ကြောင့်သူပစ္စည်းပြိခရာတွေကိုပရင်လက်ဆွဲအိတ်တွင်ထဲထမင်းဘူးပါမကြံစေရအောင ချွေးမကစီစဉ်သမီးစီကိုတော့လှမ်းပြီးဖုံးဆက်ထားလိုက်ရသည် အကြီးကောင်ကလမ်းထိပ်မှာစောင့်ကြည့်ပြီးပစ္စည်းတွေကိုကူတဲစေသူတို့လမ်းတို့ကလေးကကားဝင်လို့မလွယ်ထို့ကြောင့်ကြိုတင်မှားကြရခြင်းဖြစ်သည်သူနှင့်တက္ကစီလေးတစ်စီးငါပြီးမိဖို့နှစ်ယောက်ပြီးတော့ပြန်ခီးထွက်လာခဲ့ကြသည်သူတို့လမ်းထိပ်ကိုရောက်ကားရက်လိုက်တော့အကြီးကောင်ကရောက်မလာသေးလမ်းထဲမှာကမြင်းကျော်ထနေတုံးရှိသေးသည် သို့သောကိစ္စမရှိသူအပေါင်းအသင်းတွေပြေးလာပြီးဝိုင်းတယ်ကြသည်ခဏရှိမှသူ့နောင်တော်ကြီးရောက်လာသည်သူတို့ဇီးတုပ်ပညာဝယ်စားနေကြလမ်းထိပ်ကွန်းရဆိုင်ကမောင်ရင်ကလှမ်းမေးလိုက်သည်ဟေ့ကောင်ဖောရင်းကပြန်လာသလားကွတဲ့ကျွန်တော်ပြုံးလိုက်မိသည်သူကတော့ဘာမှမကြားလိုက်သလိုအင်စီကိုခက်တီတီချီတက်သွားသည်ကျွန်တော်ကနောက်ကအိမ်ထဲရောက်တော့သမီးနဲ့မြေဦးမကြီးကိုကလက်ထိုင်မှထိုင်စေပြီး ကဲမင်းခံဝင်ချက်ကိုဖတ်ပြလိုက် သူကခံဝင်ချက်ကိုဖတ်ပြလိုက်ရာတနေရာရောက်တွင် ကျွန်တော်သမီးကြီးနှခမ်းကို တွင်တွင်ကြီးတင်းပြီးမယဲမိအောင်ကီသွင်းနေရသည်ကိုတည်ထားမိလိုက်သည် ကျွန်တော်ကလည်းထို့သူပါပဲဘယ်နေရာရောက်တော့သမီးကြီးရဲ့ခြင်းနေမီကို စာဖတ်သူချင့်ချိန်နိုင်ရန်ကျွန်တော်စီရင်ထားသောမြည်တော်မောင်ဤခံဝင်ချက်အပြည့်စုံကိုခေါ်ပြလိုက်ပါသည်မောင်ညာစိတ်ခံဝင်ချက် ကျွန်တော်မောင်ញံစစ်သည်အောက်ပါအတိုင်းခံဝင်ချက်ပြုပါသည်တဲ့မိမိကြီးဆုံးမစကားကို နာခံပါမည်နှစ်မမဆူဤဆုံးမစကားကိုနာခံပါမည်သုံးကိုကိုကောင်းဤပြောစကားကိုလည်းနားထောင်ပါမည်လေးကြောင်းတင်ကန်းစာများကိုမမှန်ကူပါမည်ငါပိုက်ဆံခိုးတုံးခြင်းကိုဘယ်တော့မှမပြုပါခံဝင်ချက်ဖောက်ပြက်ခဲ့သောမိုးနံမင်းကကျွန်တော်အား တန်းခတ်ပါစေ။ခံဝင်ချက်တိုင်းလိုက်နာခဲ့သောမိုးနှံမင်းကကျွန်တော်ကိုစာုံမပါစေ။မောင်ညာစစ်အထက်ပါတိုင်းကျွန်တော်ဤရှေ့တွင်ခံဝင်ချက်ပြုကြောင်းသက်သေခံပါသည်။ဖိုးဖိုးအောင်တင်။ဖက်ပြပြီးတော့ခံဝင်ချက်စာရွက်ကိုသူ့မိခင်အားပေးပြီးသူကသူ့မိခင်နဲ့အမကိုလောက်ကြည့်ကြတော့ပါသည်။သမီးကြီးကစာရွက်နဲ့မျက်နှာကို꿰ပြီးရဲနေပါသည်။မြဝတီရုတ်တံကပြနေသော တရုတ်ဇလန်တွဲများတွင်မိုးနှံမင်းဆိုတာမကြခဏပါနေလီတော့ထိုစကလုံးကိုသမီးကြီးကရင်းနေခြင်းဖြစ်ကြောင်းစာဖတ်သူမှန်းဆနိုင်ပါသည် သူကတော့နေစဉ်တွင်ခွေးငဖြိုးကလည်းသူ့ကိုဖက်လိုက်တက်လိုက်ရက်လိုက်လုံနေတော့ကြောင်းရှက်ခိုးကတော့လိုက်ခွေးကိုတွန်းဖက်လိုက်နှင့်ပင်ကတော့ဝဲခန္ဓာပြီးဆုံးသွားသည်ခဏရှိတော့ဒီအကောင်ဘဲပြောက်သွားလိုက်သည်မသိခေါ်လို့မရတော့အတော်ကြာမှပြန်ရောက်လာသည် သူ့ငယ်ချင်းကိုသွားပြီးနှုတ်ဆက်နေသည်ဆိုကို သူပြောက်သွားခိုက်တွင် report ကလက်မှတ်တူထိုးမှုကိုမေ့ကြည့်လိုက်တော့တမိမှန်းလို့ရတယ်ဖေဖေဒီကောင်ကအလွန်ကို နမောနမဲနိုင်တယ်တခါမှအရှိပဲအိမ်ကကောင်လေးကသူ့ကို ခွင့်စာပေးလိုက်တယ်အဲ့ဒါကိုသူကမေ့နေပြီးမပေးဘူးသူတို့เจ้าကခွင့်မတိုင်ပဲเจ้าပြည့်ရင်မိဘကိုလှမ်းခေါ်တော့တာဒီတော့သူ့လောက်ပုံကြောင့်ဟိုကောင်လေးမှာပြဿနာတက်ပါရောလားအခုလေသူ့ report card ကိုတမိကိုပြဖို့မေ့နေတာရှိမှာပေါ့ ောက်တော့ဆီယာမက တောင်းနေလို့သမီးလက်မှတ်ကိုတူပြီးရေးလိုက်မှာပေါ့ဒီတော့နောက်လာတွင်မှာပြလိုက်ရင်သမီးကလက်မှတ်တူကို တွေ့သွားလိုက်မှာမို့သူ့ဘာသာဆက်လုံနေတာဖြစ်ပါလိမ့်မယ်ကျွန်တော်ကရေမောပြီးအေးဟုတ်လောက်တယ်ဟုပြောခဲ့ပါသည်အဲ့တဟာပါပဲခမညာတာမီနီယောက်ရဲ့မြစ်တာစုံရီဆန်ရီကျန်းလို့ထိတ်တိုက်တွေ့ပြီးဝဲလဲလိုက်ရမှာ ဖိုးဖိုးအောင်တင်းခမားမှာရက်ကန်ရက်ကန်နဲ့ဝဲတဲ့ပါသွားခဲ့ရပါသည်သူတော်သူတော်သားမိနှာကောက်ပြီးခက်တန်းတန်းလုံနေကြသည်ထို့ကြောင့်ဝဲငိန်နေသည်ပေါ်သို့တော်မြတ်တာစန်းရီကတစိတ်ကလေးရေစည်းကြမ်းတက်လေတော့စုံစံဝဲလေဖြစ်ရအုံးမီမှာတည်ကြပါသည်၈ရက်တလ၂၀၀၄ ာကျွင်းမြ ्याम ကြာမီမှာပင်တမက်ဖြစ်သူက ပြန်ရောက်လာသည်သူတို့ကားလေးတစ်စီးဝယ်လိုက်သည်တက္ကစီဆွဲမလို့ဆိုလာပဲအဖွားကြီးလည်းတမီးနဲ့မြေးတွေစီပြန်ရောက်သွားပြန်ပြီ၄ရက်၆လ2004နေ့ကတော့တားမိတွေကားကလေးနဲ့ကြိုက်ထီးဆောင်ဆိုလာမြစ်တာစုံစံခီးချီတက်သွားကြလေဘယ်နှစ်လောက်စီတွင် ကျွန်တော်စီကို ဝဲကလှဲ့လာလေအောင်မိမသိလာပလိစီပေါ့ အောင်သင်းတို့ကအနမတစ်ကတန်တရာဝဲတောင်မှာရင်ဆိုင်လာခဲ့မင်းဟာ9ရက်6လ2004ဟုတ်ကဲ့ပါခင်ဗျာ။ကြောင်တင်းရဲ့စုံစံဝဲလေဆိုတော့ဆောင်းပါးလေးကတော့ဒီမှာပြင်ပြီးပါပြီခင်ဗျာ။ ။နောက်လာမယ့်အပိုင်းတွေကိုလည်းဆက်လက်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျာ။အားပေးနားဆင်ကြကြသူပေါင်းကိုစိတ်နှဖျားစမ်းမချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေ။ကျွန်တော်ကတော့တင်ဆက်သူဂျမနိုင်းဖြစ်ပါတယ်ခင်ဗျာ။